အဘဒန်အသိဟာလုံးဝအကောင်းဆုံးသောပရီးမီးယားလိရာသက်တွေတည်းကတခုဖတ်ပြီးနိုင်ခဲ့တယ်ဆိုပြီးတော့တုံးသက်ခါကြတာတွေ့ရတယ်။ဆိုရင်အဘဒန်ကတော့ပရီးမီးယားလိမှာဆိုရင်ဘောလုံးပိုင်ဆိုင်မှုအ ਨੇ ဆုံးအသိ။ဟုတ်။ तू ကအားနေခံစစ်ပဲကစားနေရ။တကယ်အထက်နဲ့နဲ့တန်းနဲ့ကျွန်တော်တိကျတင်းစားမယ်။ဒီပွဲတင်ကတစ်ခါတကိုးပြီးရဘူးတော့မနေရုံးကန်နဲ့ဒါတို့ကမှတိမယ်။ ခုဆက်လက်ဆွေးနွေးမဲ့ပွဲစဉ်တွေပွဲကကျွန်တော် Everton Newcastle ပွဲပေါ့နော်ဒီပွဲစဉ်ကတော့ဒါပြိတ္တတွေဆရာလို့နည်းနည်းအရင်ကတော့ Entertainment ဖြစ်မဲ့ပွဲတော့မဟုတ်ပါဘူးဒါပေမဲ့လည်းကျွန်တော်တို့ရဲ့ထုံးစံအတိုင်း Tester ရဲ့ထုံးစံတိုင်းတော့ဒါပြိတ္တတွေအတွက်ကိုတော့ရွေးချယ်ပေးရမယ်တာဝန်တော့ရှိတာပေါ့နော်အဲ့တော့ Everton Newcastle Okay ကျွန်တော်တို့ဟို body ဈေးကတော့ကျွန်တော်အဝေးကြီးလိုက်တော့အဝေးကနေ Newcastle နဲ့ level 20ပေးတယ်ဂိုးပေါင်းဈေးကတော့နှင်းတော့80အော်ဘာမှမပြောခင်မှာကျွန်တော်တို့အဲ့ပွဲစဉ်ကိုဂိုးအောက်ကိုကျွန်တော်ကကြိုက်တယ်။ဒါကြောင့်လည်း54တက်မှ800ခန်းလုံးတော့ဂိုးဂိုးအောက်ကကြိောက်နိုင်တယ်လို့များတယ်။ Okay ဒါကကျွန်တော်ကွန်ပျူတာအတိုင်းပြောတာ အဲ့တော့ကြာတော့ပြန်ကြည့်လိုက်မယ်ဆိုရင်ဒါ Everton ကတော့ဒါ Man U နဲ့ပွဲစဉ် Old Trafford ကွင်းမှာတော့ဒါနော်တကယ်ကိုပြောင်ပြောင်လာတော့ပြောရရင်ဟိုကျွန်တော်အဲ့သတင်းတွေဖတ်ပြီးဖတ်လိုက်တဲ့အချိန်မှာတကယ်ကိုတချို့သုံးသက်သူတွေကဘာပြောလဲဆိုတော့ဒီအချိန်တစ်ခုကြာပါတော့အချိန်တစ်ခုကြာ Everton အသင်းဟာလုံးဝကိုအကောင်းဆုံးသောပရီးမီယာလိရလဒ်တွေတခုကိုဖတ်ပြီးနိုင်ခဲ့တယ်ဆိုပြီးတော့သုံးသက်ခါကြာတာတွေ့ရတယ်1-0နဲ့ဒါတယောက်ရော့10ယောက်ဟိုဒါဒါကစားပါမိုက်ကယ်ကင်းကလည်းမသူကစားဟိုပြန်ပြီးတော့အက်ဒရက်ဆာဂေးကိုဟိုဟိုပါရလိုက်တဲ့အတွက်ကြောင့် ဒါအနီကထိသွားတယ်ဗောနော်အနီကထိပြီးတော့မှအဲ89မိနစ်ကြာဆက်ရောက်ထဲနေကိုအိုထရဖို့ကိုမှသွားရင်ဆိုင်တာကို1-0နဲ့အနိုင်ရခဲ့တဲ့ဂျာလက်ပါဒါဟိုတုံးဆက်တဲ့ပန်တီပန်ဒစ်တွေကပရီးမီယာပန်ဒစ်တွေကဒါအကောင်းဆုံးတော့ဟိုပရီးမီယာလိဂျာလက်တွေတည်းကတခုဆိုပြီးတော့ဒါအေဗာတန်ကိုချီးမွမ်းကန်းဖွင့်ထားတာကိုကျွန်တော်တွေ့ရတယ်ဗောနော်ဟိုကောင်းကောင်းပါတကယ်တမ်းနဲ့နော်မန်ယူကအိုထရဖို့ကိုမှနိုင်ခဲ့နိုင်နေတာကိုမနိုင်ခဲ့ဘူးဗောနော်တတ်သားပါတော့ကျွန်တော်တို့ကမန်ယူကိုရွေးချယ်လိုက်တယ်ရွေးချယ်ပေးခဲ့တယ်အဲ့လိုမှာโอเคအဲ့တော့ဒါအေဗာတန်ရဲ့စွမ်းဆောင်မှုအခုနယူကာဆယ်နဲ့ နျူကာဆယ်ကလည်းလက်တော်မှာတော့ဆရာလို့လည်းသိတယ်ဒါဒါပရီးမီးယားလိအဝေးဝင်းပွဲစဉ်ကနိုင်ခွင့်မရသေးဘူးတော်တော်ရုံးကန်နေရတဲ့အနေထားဖြစ်နေတဲ့အချိန်မှာအခုလို level 20ကျင်းနဲ့ဟိုအစင်လာပိုင်းရတော့လေဆိုရင်လည်း Everton နဲ့ Newcastle ဖြစ်နေနောက်ဆုံး၄ချိန်လုံးကို Everton မရှုံးသားတော့ကျွန်တော်တို့တွေ့ရမယ်ပေါ့အဲ့တော့ဒီပွဲစဉ်က Everton နဲ့ဒါလိနောက်ဆုံးနှစ်ပွဲဆက်ကိုကြောက်ရတယ်နော်ပေးဖို့မရှိဘဲနဲ့နိုင်ထားတဲ့ဆိုတော့ခန်းစစ်ကစားမှုချစ်လင့်မှုနဲ့ဆိုရင်တော့ဒီပွဲစဉ်က Newcastle ကလည်းနိုင်သိနေပြီအနိုင်ရသိနေပြီအနေထားမှာ လူကစားနိုင်နဲ့ကျွန်တော်ကတော့ဂိုးမပြတ်ဘူးလို့ထင်တယ်အဲ့တော့ဒီနှစ်သိန်းကျုပ်ခဲ့တဲ့နောက်ဆုံး၃ရက်စလုံးကလည်းဂိုးောက်တွေပဲအောင်မြင်ထားခဲ့တော့လေကျွန်တော်တော့ဒီပွဲစဉ်ကိုကျွန်တော်အနေနဲ့ကတော့အတေးစ်ဖြစ်တာရတာဖြစ်တာတော့ကျွန်တော်ကတော့ဂိုးောက်ကိုကြိုက်ပါလေဆရာတို့နဲ့ရောအမြင်လေးကိုတစ်ချက်ပြောပြလို့ပါအော်နီယူကာဆယ်ကတော့ဒါဂျာယာမှာကျွန်တော်တို့မာဆေးနဲ့ကစားခဲ့တာနော်သူကဥဆောင်ကိုရောက်တော့နော်သူအရင်းနေတော့ဆိုတော့အနီယူကာဆယ်ကဒီရာသီပြိုင်ပွဲစုံပေါ့ချန်ပီယံလိပါပါဝင်ဝေးဝေးရှစ်ပွဲမှာအာနောက်ဆုံးရှစ်ပွဲမှာဆိုရင်ဒါ ဒီစိတ်ကလိုက်နေစိတ်ကလိုက်ကိုပဲသူတို့နိုင်ကျွန်တော်ရောတည်တဲ့အရှုံးနေဆိုတော့သူ့ရဲ့အဝေးကွေးခြေစွမ်းကယုံလို့မရဘူးဒါပေမဲ့ခုနဆရာဆန်ပြောသလို तू ကလည်းပရီးမီးယားလိမှာဝေးကွေးနိုင်ခွင့်ရတဲ့နေပြီဆိုရဲအချိန်ကာလတစ်ခုရောက်ပြီလို့ဒါတွေးတွေးစရာလည်းရှိရေပေါ့နော်ဒါပေမဲ့ကျွန်တော်ကတော့ဒီဘက်မှာ ever ဒီသူတို့ဒါဘယ်သိနိုင်လဲဆိုတော့ဒီပွဲကပြောဖို့တော့ခက်ဘာလို့ ever တန်းကလည်းယူကဆယ်လို့အသိကောင်တဲ့နေယူကဆယ်တာတကယ်အားဆိုင်ကစားမယ်ဆိုရင် တကယ်မန်စီးတီးလို့ပြောလို့ဆိုတော့ပျော်ဆင်းသွားတာအခုဘဲမှာတော့ဒါမန်ယူကိုနိုင်ထားတဲ့အေဗာတန်ဆိုတော့သူနူကာဆယ်ရဲ့အဝေးကွင်းကလည်းနိုင်ဝင်မစ်ပရီးမီယာလိဝေးကွင်းနိုင်တယ်မရှိတော့တလဲပဲ20လောက်လေးပဲသူပေးထားပေမဲ့ဘော်ဒီကတော့ကျွန်တော်ကြောက်သွားတယ်ဟုတ်ဆယ်ဆိုတော့အေဗာတန်ရဲ့ဇယိုက်ကိုပဲကျွန်တော်ကစဉ်းစားကြည့်မယ်ဆိုရင်အေဗာတန်က တော့ပရီးမီးယားလိမှာဆိုရင်ဘောလုံးပိုင်ဆိုင်မှုအ ਨੇ ဆုံးအသင်ဟုတ် तू ကအားနေခံစစ်ပဲကစားနေတာတန်တားကြီးနဲ့ဒီဒီရီလစ်ဒါဒီဒီရဲအကူတွေကဘတ်တိုဆိုတဲ့ဘိုးသွင်းတေချာတဲ့တိုက်စစ်မှုမျိုးမဟုတ်ဘူး तू ကတော်တော်ဖိအားများနေပုံစံမျိုးရှေ့တန်းမှာဆိုရယ်အဲ तू ရဲ့ရှေ့တန်းကစားပုံတွေကလည်းဘောလုံးရမယ်ရမယ်ဆိုရင် အရှိကိုဖြတ်တင်မယ်တောင်မန်တွေကနေဖောက်မယ်ဖြတ်တင်မယ်အဝေးကန်ချက်တွေနဲ့ကန်မယ်ဒီလိုပဲသူတို့ကကစားတဲ့အခါမှာဂိုးရောက်ဖို့တွေလည်းသူတို့ကရုံးကန်ရလေးရှိအိမ်ဝင်အိမ်ဝင်ကစားလေးတွေတော့ဒါကောင်းပါလေဒေးဗစ်မိုက်စ်လက်ထောက်ဒါပေမဲ့အေဗာလင်ရဲ့ဇဲလက္ခဏာညာတော့အဖြစ်ဂိုးအုပ်စီကိုဥတီတာများတယ်အဲ့ဒီယူကာဆယ်ကလည်းအဝေးကွင်းဆိုရင်သူရဲ့ယုံကြည်ချက်တွေကပျောက်ဆုံးနေကြလားဟုတ်ဒီချိန်မှာယူကာဆယ်ကဂိုးရောက်ဖို့ခတ်သွားနိုင်တယ်လို့တော့ထင်တယ်ဒါပေမဲ့ဒီပွဲမျိုးက ပြန်စင်းသားမယ်ဆိုရင်အာရှဈေးကွက်နေတာတူနှုတ်70ကတော့နည်းနည်းတော့နည်းနည်းတော့ပြင်းပြင်းနေပြင်းတာပေါ့တူနှုတ်30လောက်သွားရင်သွားသူသာအောင်အောက်ကလေးကိုမကြိုက်အောင်သူဖွင့်ကျင်းဒါပေမဲ့လည်းကျွန်တော်ဈေးလက္ခဏာရကတော့ဒီပွဲကတော့ဘိုးအောင်ရွေးချယ်တယ်ဘာကြောင့်လဲဆိုတော့ဘိုးရက်နည်းနည်းအန်နေပြောဆရာရဲ့ဘယ်လိုလဲဒါကဒီဘွဲတွေမှာပြည့်ပြည့်ပဲဆိုလို့ဒါပထမဆုံး၄၀နှစ်နေနေပြည့်ဆိုမှုတက်တဲ့ချိန်မှာတော့အဲဒီဟာဒေးဗစ်မတ်ပေါ်ကတော့၃နှစ်နေနိုင်ရတာလေမားတွေနေကြတာ ဒီနေရာမှာသူတို့တက်တယ်ပြီမဲ့တွင်ဒီဘော့တဲ့အတွက်ဒါမှတ်တမ်းခုတစ်ခုကိုပြောလို့ရတယ်အရိယောလက်ထမှာတွင်ဒါပုံပြီးတော့ဒါသူ့ရဲ့အတင်းသမိုင်းတစ်ချောက်မှာပြန်ပြီမဲ့တွင်လည်းလက်ရှိပြင်းရလေးအဝေးဝင်ကိုဘက်ကနိုင်ဘက်ပြောက်လာတယ်အဲ့ဒီကိုဘက်မှာမှပြန်ပြီးပြီးရောလို့ရှိရင်ကျွန်တော်နောက်ဆုံးဝေးဝင်ပြီးဒီကတည်းကတနည်းဘက်တော့ပြန်ပြီးဆိုတော့ဒီဘိုးနဲ့ပုံပြီးတော့ပြေးထားနိုင်တာက နှစ်ပွဲပဲရှိရဲအဲ့ဒါသုံးသုံးဝရခဲ့တဲ့ပွဲတွေပေါ့နော်ဆယ်နှစ်ပွဲတင်နေမှာနေဥစားတက်ကအဝေးခွင့်နောက်ဆုံးဒီ၁၄ပွဲမှာတက်နှစ်ပွဲတော့ကတကူနဲ့ပို့ပေးနိုင်ကြရမရှိဘူးဒီရာကြီးရဲ့ပြင်းပြလေးအဝေးခွင့်ပွဲမှာပြန်တိမဲ့ပြင်တယ်သူကတိုက်ခါတကူနဲ့ပို့ပြီးပေးထားနိုင်တာပေါ့သူ Everdale မှာပြန်နှိမ့်ရတော့လေ Everdale ကလည်းတော့လောလောကသူကသူ့ရဲ့ဒါဒေနိုမိုက်ပြည့်ရဲ့အနေထားရဲ့ပြန်တိမဲ့ပြင်တယ်သူကအိတ်ဂရင်းရောက်လို့ရှိရင်မချုံရုံပို့ပြီးတော့ဦးစားပေးတယ်သူ့ရဲ့တိုက်ဖစ်ကလည်းတကူနဲ့ပို့ရဖို့တခါတည်းတည်းရုံးငန်ရရတဲ့အနေထားမျိုးမှာသူ့ ကျွန်တော်ထင်တာကတော့ဒါဆရာတို့အရှိမပြောရလို့ပေါ့နော်ကိုကအပေါင်းဆုံးနေသားမှာရှိနေဆိုပေမဲ့ဒါရှိတဲ့အနေသားတစ်ခုမှရောက်နေရဆိုပေမဲ့တကယ်အထက်နဲ့တန်းနဲ့ကျွန်တော်ပြေချာတင်းလာမယ်ဒီပွဲတင်ကတစ်ခေါက်တစ်ခိုးပြီးရမှုတော့မနေရုပ်ကံနဲ့ဒါတစ်ခုမှပြီပေါ့ဟိုဆရာပြောတာ body weight တဲဝင်ယူနေနေမှာဘောပေါင်းကြီးက2.5ဆိုတော့နှစ်ဖက်လုံးများကိုရနိုင်မလားဆိုတဲ့အတွေ့အကြုံတစ်ခုတော့ရှိရဆိုပေမဲ့ဒီငန်တင်းချာမှာလေအဲ့နှစ်ဖက်သလုံးကိုရခဲ့ပြီပြီတော့ဟိုတစ်ခေါက်တစ်ခိုးပြီးတစ်ခုကိုဆိုတာတော်တော်လေးပဲတော်တော်မကဲမဲ့ဘူးနော်ဟုတ်တယ်သူတို့ရဲ့ဒီပြင်းရတဲ့ဝေးခွင်း အိမ်ဝင်နှစ်သိန်းလုံးကိုတန်းဆောင်ကြီးပိုင်းရတဲ့ပြည်မဲ့ဆိုင်တော့သုံးခုဖြစ်ဖို့ဆိုတာတော်တော်လေးတော်တော်လေးဟုတ်တယ်ဒီနေရာမှာပနတီဒီပါပါဝိုင်းလို့ပြောတယ်ပြောတယ်ဘူးပြောအဲ့ဒါသူကကားနဲ့ဆိုရင်2112ဖြစ်ဖို့ဆိုတဲ့ရန်ကတကယ်ကျွန်တော်တို့ ဘယ်တက်တာလဲတင်တာတင်တာဖြစ်နိုင်မှုဆိုတာနည်းနည်းခဲရင်ခဲရင်ဘယ်တော့ ever dance ခန်းစက်ကစားဖို့ကြစ်လိမ့်မှုနဲ့ဆိုတော့ဟုတ်တော့နီးပါးကဘော်ဒီရတော့ဗျာနူးကကျတော့19နဲ့အနေထားတော့ရောက် ever dance ဟာဖူးဆောင်ကိုကြားလာတယ်အားသေးကြတယ်အားသေးကြတယ်ဝမ်းစီမန်ယူကစားဖို့ကစားကစားမှာပဲအဲ့လိုသူကသူပေးဘိုးပေးလဲရရင်ဒါ ever dance ဖွင့်တယ်ဗျာဖွင့်ကစားမှာအဲ့လိုနေတာ okay ကျွန်တော်တို့အဲ့ဒါဆို ever dance နဲ့နူးကဆယ်ပွဲဟို ကျွန်တော်အနန်းတော့အနာလိမ့်မဲ့ဖြစ်တဲ့ပွဲတပွဲတော့မဟုတ်ဘူးပေါ့နော်ဒါပေမဲ့ခုနလိုအချက်လက်တွေကဒီဟိုဟာနောက်ခံတမိုင်းကြောင်းတွေကကျွန်တော်စဉ်းစားပြီးတွေးခေါ်လိုက်တဲ့အနေထားမှာတော့တုံ့တက်လိုက်တာတော့ကျွန်တော်တို့ Everton နဲ့ Newcastle ပွဲကကိုယ့်ဘက်ကိုရွေးချယ်တင်တဲ့ပွဲတပွဲပါပဲခင်ဗျ